င်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းပါ DBPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါတနင်္သာရီတိုင်းကျိုးစုမြို့နယ်မှာ PDF အမိခံပြီးကျေးရွာအုပ်ချုပ်ရေးမှုတွေစီကနေချိန်ချငွေတောင်းနေတဲ့အပေါက်ပ9ယောက်ထဲကကျော်ဝင်းခေါ်ထောင်မှုဆိုသူကိုဖမ်းဆီးခဲ့ပြီးစစ်ဆေးနေတဲ့အချိန်ထွက်ပြေးတဲ့အတွက်ဒီဇင်ဘာလ1ရက်နေ့လည်း12နိုင်ခွဲအချိန်လောက်မှာလိုင်းလံပစ်ခတ်ဖမ်းဆီးခဲ့ရတာကြောင့်သိဆုံးခဲ့တယ်လို့ကျိုးစုပကဖတာဝန်ရှိသူနဲ့ဒေသခံတွေကပြောပါတယ် ကျွန်းစုမြို့နယ်မိုင်းတွေးကျေးရွာကံတွေစီကနေကျွန်းစုပါကဖတာဝန်ခံကအလှခံခိုင်းတယ်လို့ဆိုကကျက်ငွေ28သိန်းကျော်ကိုကျော်ဝင်းဆိုသူကတောင်းယူခဲ့တယ်လို့သတင်းရတဲ့အတွက်နိုဝင်ဘာလ28ရက်ညဘက်မှာတွားရောက်ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်ဖမ်းဆီးပြီးတဲ့နောက်စစ်စေးနေချိန်နိုဝင်ဘာလ30ရက်ညတနားရီအချိန်လောက်လက်ထိတ်ချုပ်ကထွက်ပြေးသွားတဲ့အတွက်လိုက်လံရှာဖွေခဲ့ပြီးဒီဇင်ဘာလ1ရက်နေ့လယ်12နာရီခွဲလောက်မှာရှော်ရုံးမော်ရွာအနီးကဒီအေတော်ထဲမှာပြစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ကျဆုပကဖတောင်းကကိုနဂါကပြောပါတယ်တစ်ဆုံးသူကျုံဝင်းခေါ်ထောင်မှုဆိုသူဟာပန်းစင်ရွာသားဖြစ်ပြီးသူတို့အဖွဲ့ကဗတ္တနဲ့ကျွာအုပ်စုမှရှိတဲ့အုပ်ချုပ်ရေးမှုတွေစီကိုဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ပြီးအသက်အန္တရာယ်ချိန်ချောက်ကငွေတောင်းခဲ့မှုတွေလို့အုပ်ချုပ်ရေးအဖွဲ့နဲ့နှိစပ်သူတွေကပြောပါတယ်ရှင် မကွေးတိုင်းမြန်မြို့နယ်မှာတိုက်နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တိုက်နယ်ပအဖတောင်ကအပါဝင်၃ရောက်ကိုမြန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြန်မြို့နယ်ပကဖကနိုဝင်ဘာလ23ရက်ည7နာရီခွဲဝန်းကျင်မှာဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်တိုက်နယ်ပအဖတောင်ကတေဆုံးခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ မြန်မြို့နယ်ထဲမှာရှိတဲ့ဗဟင်းရွာတိုက်နယ်ပအဖတာဝန်ခံအသက်45နှစ်အရွယ်ဦးလှအောင်နဲ့ဆေးရီနှစ်ယောက်ကိုမြိုင်ပကဖဘိုးလဲ့ရအဖွဲ့ကဦးလှအောင်ရဲ့နေအိမ်ကိုလာရောက်ဖမ်းဆီးခဲ့ပြီးတော့၄ရက်မြောက်နေ့နိုဝင်ဘာလ29ရက်မှာဦးလှအောင်တေဆုံးတဲ့အကြောင်းမိသားစုစီကိုမြိုင်ပကဖကအသိပေးခဲ့တယ်လို့ဆိုပါတယ် ဒါပြင်ဥလအောင်နဲ့အတူဖက်စီခတ်ခဲ့ရတဲ့တိုက်နယ်ပအဖအစည်းရွေဖြစ်ကြတဲ့ကိုဝေလူနဲ့ကိုရဲလေးတို့ဟာလည်းဒီဇင်ဘာလ3ရက်ညနေပိုင်းအထိပြည်လည်လွတ်မြောက်လာတာမရှိသေးဘူးလို့ဆိုပါရယ်အခုကိစ္စနဲ့ပတ်သက်ပြီးမြန်မြွနဲ့ပကဖတာဝန်ခံကိုလက်ရာကို DPP ကဖုန်းနဲ့အကြိမ်ကြိမ်ခေါ်ဆိုခဲ့ပေမဲ့ပြည်လည်ဖြစ်ကြတာမရှိခဲ့ပါဘူးတော်ဝင်ရှိတဲ့သူတွေအနေနဲ့မြိုင်ပကဖခေါဆောင်ဘူလဲရရဲ့ဥပဒေမဲ့လောရက်တွေအပေါ်စစ်စေအေးအေးယူတာတွေအမြန်ဆုံးဆောင်ရွက်ပေးဖို့ဒေသခံတွေကလိုလားနေကြပါတယ်ရှင်။ တောတောင်ဘက်မင်းလက်ပံကျေးရွာကြားဖြတ်ရုံက KNU ထိသိမ်းထားတဲ့နိုင်ငံသား900ကျော်ဟာနောက်ကြောင်ရာဇဝမှုတွေနဲ့အရေးယူခံရမှာကိုစိုးရိမ်ပြီးမိခင်နိုင်ငံပြန်ဖို့ညှင်းဆန်လာလို့အလို့သမားရေလှုပ်ရှားသူတွေကပြောပါတယ်အောက်ခတ်ပြပို့ထားပါတယ်ရှင်ကင်းပြည်နယ်မြောက်မြို့တောင်ဘက်မဲလက်ပံရှက်ကပ်ကြားပြန်အွန်လိုင်းဝင်လေလုပ်ငန်းကို GIU ကဒိန်းဒိန်းထားပြီးတယောက်စော်နေနေနိုင်ကိုလှုပ်ဆောင်နေပါတယ် ဒါအပြင်ဂျာမန်ဝင်းဝင်းကနေနိုင်ငံတော်ကလုံသမား2600ကျော်ကိုဘေးကင်ရအောင်ရွှေ့ပြောင်းနိုင်ခဲ့ပါတယ်။လက်ရှိမှာလည်းနိုင်ငံသားလုံသမား900ကျော်ဟာဂျာမန်လုံငန်းကနေစွန့်ခွာဖို့ရင်ဆိုင်နေတယ်လို့ထုတ်ပြန်ထားပါတယ်။တို့ရုပ်မြင်ပတ်တဲ့နေကိစ္စရတာတို့ဒီအခုလက်ရှိလုပ်နေတဲ့လုပ်ငန်းကိုပြန်မှာပေါ့နော်။အဲလုပ်ငန်းကိုဘာဖို့မလဲလာတာအဖြစ်ကတော့ဘလို့ 走路也挺难，唔好啦。以前买的是，啊，以前走路比较快的是，哎，走路比较懒散的，走路比较走路慢的。走路比较快的是，比较大的房子是走路慢，里面物品的，大的是走路快一些。如果买你家第一家在开路的片区，第二路的片区，走路走路快的，哎，走路走路快的，啊，多嘛。走路也比走路比以前那比较快路是几年，但那房子哎，居住的行业呢，价钱也不孬。如果离路那么远的，比较。 在家比比赛方面出来，因为这都蛮新鲜。在到土里家了，不如来说，土里啊，每天人家那里出哪些货啊，都拿到马家做木性，哎，家做木性，我做啊不少。呃，你那边的叫介绍啊，比我马干到了啊，哎，都买人家的，六二年的，哎，差不多得到的呢，六二年的，六二年出多难的。ကြပြင်းလုံငန်းကနေစုခွာဖို့ရင်းစံနေသူတွေဟာကာဆက်စတန်တရားအင်ဒိုနီးရှားတရားထိုင်ဝမ်လေးရော ် BNN လေးယောက်လာဦးတယောက်နဲ့တရုတ်နိုင်ငံသား900ကျော်ရှိနေပါတယ်။လက်ရှိစစ်ကောင်စီတပ်နဲ့ပြပွားနေတဲ့တိုက်ပွဲတွေကြောင့်လုံခြုံရေးချိန်နေရာစိုးရင်ရတဲ့အတွဲကြားပြန်ဝင်တွင်ဆက်လက်နေထိုင်မှုဆုံးဖြတ်ထားသူတွေရဲ့အသက်အန္တရာယ်ကိုအာမခံမှုကက်ခဲတယ်လို့ KNU ကဆိုပါတယ်။အဲကျွန်တော်အနေနဲ့ဘယ်လိုဆုံးဖြတ်လဲမသိဘူးကျွန်တော်အနေနဲ့ကဆိုရင်တော့အဲကျွန်တော်တို့ဒေတာတွေမှာသူတို့ဘလုံးကလက်မခံနိုင်ဘူးပေါ့နော်အဲတိုင်းနယ်တစ်ခုလောက်ဒီသူတို့နိုင်ငံကို အပြောင်းပြလို့မရတဲ့အခြေအနေတခုမှာတော့အဲကျွန်တော်တို့အခြေအနေတခုတော့ထင်းထင်းပေးကောင်းထင်းထင်းပေးနိုင်လိမ့်မယ်အဲဒီလိုမျိုးလူတွေကဒီလိုမျိုး background နဲ့လာတဲ့ဖြစ်တဲ့တရားဒီအခြေခံလားတခုပေါ့နော်6လပြည့်6လတနေ့ဖြစ်တဲ့နေ့7လပြည့်7လအဲ့လိုမျိုးတင်းတင်းနဲ့နဲ့အခြေအနေဆိုရင်တော့သူတို့ရဲ့အခက်အခဲကြောင့်လို့ပေးတဲ့နိုင်လို့လူသားချင်းစာနာမှုနဲ့လို့ပေးတဲ့နိုင်လို့ထင်ရပါနော်ရရှိတဲ့ဆိုရင်တော့မဖြစ်နိုင်ဘူးလို့ကျွန်တော်အနေနဲ့မြင်မိပါတယ်ဟုတ်ဟိုရင်က30အင်းကြီးကနိုင်ငံသားကလေးငယ်ပါဝင်900ကျော်ကိုထိုင်းရတာပိုင်းနေစီ GIU ကလုံလုံသာလွှဲပြောင်းပေးရခဲ့ပါတယ် ဒါအပြင်ဒီဇင်ဘာလ2ရက်နေ့အထိနေရပြန်မှုဆောင်းလိုင်းညီသူ190ကျော်ရှိပြီးအဲ့ဒီထဲမှာတရုတ်106ယောက်မလေးရှား32ယောက်ထိုင်ဝမ်14ယောက်နဲ့စတဲ့နိုင်ငံသားတွေရှိနေပါတယ်လက်ရှိမင်းလက်ပံကြပြန်အွန်လိုင်းမွေးလေလုပ်ငန်းကနေထွက်ခွာဖို့ငင်းဆန်နေတဲ့လုံသမားတွေကိုလူ့ခွင့်ရပြပေးလို့မရဘူးလို့လုံသမားရေးလှုပ်ရှားသူတွေကပြောပါတယ်သူတို့ဒီနေရာဒီသားမှာသူတို့ကပါလေဟိုတွေ့ပြီးတော့ ဒီတောင်းဝန်တွေလည်းရပ်ပြီးဖို့တော့ဘူးတော့ညတာရတယ်ကောင်ပစ္စည်းတွေတော့ကြောင်းဒီတောင်းတွေတော့ဒီတော့မပြောင်းကျင်လာဘူးအကျော်အောက်လိုပဲဆိုရတယ်ကျွန်တော်တို့ကတော့ဒီတို့နိုင်ငံကိုပြန်သွားပြီးတို့ကကောင်းတယ်ကျွန်တော်ယူဆတယ်နဲ့တို့ကမကောင်းဘူးအဲ့ဒီပုံမှာလည်းကျွန်တော်ပြန်ပြီးလို့မြန်မာပြည်တော်ကဒီကိုရည်ရပြန်ဝါကရှိသေးတယ်ဒါတို့ကတော့သူတို့ရဲ့သူတို့ရဲ့ကိုယ်ပိုင်ဝိုင်းပုံမှာတို့ဆုံးပြတ်ပိုင်ရှိရအောင်ကျွန်တော်ပြန်ပြီးလို့မြန်မာအဲ့လိုမျိုးရှိရအောင်နော် ရောက်ပြီမျိုးတောင်ပဲဝလီလန်ဘော်ကဘလူးကျူရနဲ့မေလန်ပန်ကျူရနီးမှာစစ်ကောင်မချင်းကစစ်ကြောင်းတဲ့ကြောင်းနဲ့မြေပြင်နဲ့ဝင်ရင်ပြစ်ကူရယူပြီးစစ်ကြောင်းတိုးနေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေပါတယ်လက်ရှိမှာလည်း KNU ကထိန်းသိမ်းထားတဲ့မေလန်ပန်ကြားပြန်အွန်လိုင်းဝင်လေလုပ်ငန်းကိုထိရောက်စွာနေနေနိုင်ဖို့နိုင်ငံတကာရဲ့ရေးပေါ်ပူးပေါင်းဆောင်ရွက်မှုတွေလိုအပ်နေတယ်လို့မိုးမော်25ရက်နေ့က KNU ကထုတ်ပြန်ခဲ့ပြီးနောက်စစ်ကောင်မချင်းကလူလက်နဲ့အင်အားဖြည့်တင်းပြီးထိုးစစ်ဆင်ခဲ့တာပါ ကျွန်တော်အောင်ခံပါ TPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချီချိုဆမ်းမကျေးဇူးတင်ပါတယ်ရှင်